င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အရာရှိစစ်တီနဲ့မိသားစုဝင်တွေရေကောက်ပွဲမှာမဲပေးကြရတယ်။ရေကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန်မဲအောင်လိုင်ကဖိအားပေးညွှန်ကြားပါရယ်။ထိုင်းနိုင်ငံကချနာပူရီခရိုင်မှာတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိခဲ့ပြီးအသက်မပြည့်သေးတဲ့လူငယ်တွေပါဝင်နေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်တပ်အတွင်းမှာအရာရှိစစ်တီနဲ့မိသားစုဝင်တွေအနေနဲ့ရွေးကောက်ပွဲမှာမဲပေးဖို့နဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ပူးပေါင်းပေးကြဖို့အတွက်မဲအောင်လိုင်းကဖိအားပေးအမိန့်ပေးညွှန်ကြားနေတယ်လို့သိရပါဗါအော်တိုဘာလ16ရက်နေ့ကကိုကိုကျွန်းတက်နယ်မြေကို ရောက်ရှိနေတဲ့အကြမ်းဖက်မဲအောင်လိုင်းကစစ်တီအရာရှိတွေနဲ့တွေ့ဆုံစဉ်တွင် ရွေးကောက်ပွဲမှာစစ်တပ်နဲ့တပ်ဆိုင်သူတွေဆန္ဒမဲပေးကြဖို့ဖိအားပေးအမိန့်ပေးလာတာလည်းဖြစ်ပါတယ်။အဲလိုအမိန့်ပေးညွှန်ကြရမှာကိုကိုကျွန်းတပ်နယ်မှာမကြာမီအချိန်တွင်ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက်ဆန္ဒမဲပေးရမှာမိမိတို့ဒေသနဲ့နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိန်တဲ့သူဒို့တာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်လိုက်နာတဲ့သူနိုင်ငံရေးစီးပွားရေး ကာကွယ်အမြင်ရှိသူကိုရွေးချယ်ပေးကြဖို့အတွက်လိုအပ်တယ်လို့လည်းမင်းအောင်လှိုင်ကဆိုပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့စစ်တပ်ဘက်ကသတင်းမြင့်ပြောတာကတော့တက်ထဲမှာဘသူကိုမဲပေးပါဆိုပြီးတော့တရားဝင်ညွန်ကြားချက်မထွက်လာသေးပေမဲ့လည်းမင်းအောင်လှိုင်ရဲ့ဒုတာဝန်အရေးသုံးပါစောင့်ထိတ်မဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင်ရှိသူဆိုတဲ့ဇာတ်ကစစ်တပ်ကအငင်းစားစစ်ဘိုလ်ချုပ်တွေကိုရညှိုးနေတာဖြစ်တယ်လို့လည်းပြောပါတယ်။ပြီးခဲ့တဲ့2020တုန်းကတော့မဲပေးမဲ့ရက်မတိုင်မီတည့်ရဲ့အလို့မှာ ြည်ခိုင်ပြိုးကိုမဲပေးရမယ်ဆိုပြီးအမိတ်နဲ့ထွက်လာခဲ့တယ်လို့လည်းစစ်တပ်သတင်းမြစ်ကပြောပါရယ်ဒါအပြင်မြေအွန်လိုင်းကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းကအရာရှိစစ်တီနဲ့မိသားစုဝင်တွေအားလုံးပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးရမယ်လို့လည်းကိုကိုကျွန်းတက်နယ်တွေ့ဆုံပွဲမှာညွှန်ကြားချက်ပေးထားတယ်လို့လည်းသိရပါရယ်ရှင်ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်ဝေလူဝုံရက်ွက်အုတ်ချုပ်ရေးမှုနယ်အဖွဲ့က Probox ကနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးပြီးငွေညစ်ကဝင်မပေးနိုင်တဲ့လူငယ်တွေကိုလူစားထိုးစစ်မှုတန်းဖြင့်ရောင်းစားနေတယ်လို့ဖမ်းဆီးခံလူငယ်အချို့ရဲ့ဆွေမျိုးတွေနဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အော်တိုဘာလ10ရက်နေ့ည9:55မိနစ်အချိန်လောက်ကကြီးမနိုင်မြို့နယ်နက်စင်လန်းနဲ့စမ်းချောင်းမြို့နယ်ဝေလူဘုံတရားအကြားမှာအသက်20ကျော်အရွယ်ရှိတဲ့လူငယ်တို့ကိုဝေလူဘုံရက်ွက်အုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကအတင်းကျပ်ဖမ်းဆီးပြီး ပရိုဘော့စ်ကားပေါ်ကိုဆွဲတင်ကရက်ွက်အုတ်ချုပ်ရည်မှုရုံးကိုခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။အဲဒီဝေလူပုံရက်ွက်အုတ်ချုပ်ရည်မှုနဲ့အဖွဲ့ကမကြာခဏဆိုသလိုပရိုဘော့စ်ကားနဲ့လူငယ်တွေကိုလိုက်လံဖန်စီပေါ်တာဆွဲနေတယ်လို့လည်းသိရှိရပါတယ်။အဲလိုဖန်စီခံရရင်ငွေကြေးတက်နိုင်သူဖြစ်ရင်သိန်း90နဲ့ရွေးခိုင်းပြီးငွေကြေးမတက်နိုင်ရင်တော့တခါတည်းနဲ့စစ်မှုထမ်းတင်နှန်းကြောင်းကိုသူတို့ရက်ွက်ကလူငယ်တွေကိုစား ပို့ဆောင်နေတာဖြစ်တယ်လို့လည်းဖန်ဆီကန်လူငယ်ချို့ရဲ့မိတ်ဆွေတွေကပြောပါရယ်သူတို့ဝေလူဝန်ရက်ွက်မှာတော့စစ်မှုတန်းကြီးပြည့်အိမ်တိုင်းစီကနေလဆင်ကောက်ခံနေပြီးလူစားထိုးဖို့အပြင်ကလူငယ်တွေကိုပေါ်တာဆွဲနေတာဖြစ်တယ်လို့လည်းအဲ့ဒီဖြစ်စဉ်ကိုသိရှိထားတယ်ဒေတာပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အဲ့ဒီဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှုဟာလေးလက်မှနေထိုင်တာဖြစ်ပြီးစစ်မှုတန်းပြည့်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာ လူစားထိုးငွေညစ်ရာကနေရရှိလာတဲ့ငွေကြေးတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေကခွဲဝေရောက်ကြသလိုစမ်းကြောင်းမြို့နယ်ထွေအုံနဲ့ရက်တက်ဖွဲ့ဝင်တွေကလည်းစစ်မှုထမ်းလူငယ်တွေပုံမှန်ရရှိရေးအတွက်အုပ်ချုပ်ရေးမှုတဲ့ပေါ်တာဆွဲဖမ်းဆီးငွေညစ်မှုတွေကိုသိရှိပေးမယ်လေတစုံတရာအရေးယူမှုမရှိဘူးလို့လည်းသိရှိရပါတယ်အလားတူမိလာမြို့နယ်ကြောက်ဖြူကုန်းအုပ်စုအုတ်ချုပ်ရေးမှုဝင်းမြင့်ကျော်ကလည်းရာဇဲမှုတွေကျွလွန်နေတဲ့အင်းပလက်ကြေးရတာကြော်ဆိုးလင်းခေါ်ဖာကြီးကို ငွေကျပ်390ပေးကစစ်မှုထံလူစားထိုးဖြည့်ဝယ်ယူပြီးစစ်တပ်အတွင်းကိုပို့ဆောင်လိုက်တယ်လို့လည်းသိရှိရပါတယ်။အင်းဘက်လက်ကျေးရွာသားကျော်စိုးလင်းကော်ဖာကြီးဟာမူရီစေဝါရောင်းဝယ်ခြင်းဆိုင်ခွေတွေခိုးယူခြင်းတို့ကအလို့ရှိနေရာစော့တအားတူဖြစ်ပေမဲ့လည်းစစ်မှုထံအပြစ်390ပေးကအော်တိုဘာလ17ရက်နေ့ကမေတီလာ113တက်ကိုပို့ဆောင်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ပဲဂိုးတန်အတင်းတဘောကိုတက်ဆက်ပေးကြပါတယ်။ပဲဂိုးတန်လက်ပန်းမြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကြက်ဖက်စစ်တပ်ရဲ့ drone စီးဟာပြက်ကျခဲ့ပြီးတင်းဆဲရရှိခဲ့လို့တာရီဂလုံတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါတယ်။အော်တိုဘာလ16ရက်နေ့မနေ့စနေနိုင်ခွဲလောက်ကလက်ပန်းမြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကြက်ဖက်စစ်တပ်ရဲ့ drone တစ်စီးဟာဆက်ချွတ်ရင်းပြီးပြက်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြက်ကျလာတဲ့ drone ကိုတရချောင်းရွာအနောက်ဘက်မှာ တာဝရီဂလုံတပ်ဖွဲ့ကသိမ်းဆဲရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတည့်ရချောင်းရွာမှာအော်တိုဘာလ15နေ့ကလည်းမီးရှို့ဖျက်ဆီးရန်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ထနာဗျူဟာ22ကုတ်ကဲမှုနဲ့အမှတ်383နှစ်တရင်အမှတ်383တရင် တာရီရွှေလန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့တရားဝတီဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအထိခိုက်များခဲ့ပြီးစစ်သား15ဦးထက်မနည်းဟာသေသွားကစစ်တုံပန်းဖြင့်စစ်သား12ဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့လက်လက်အစုံ16လက်ခရမ်းတွင်တဲ့စစ်သုံးပစ္စည်းများစွာကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တင်းသာရီတန်းတင်းသာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သား၄ဦးဟာတေသွားခဲ့လို့ People Defense Force ဗိတ်ခရံတရင်နှစ်ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။အော်တိုဘာလ16ရက်နေ့မနေ့10နိုင်လောက်မှာတမုတ်ချုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တော်လင်းတစ်ဖက်ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က၄ဦးဟာသေသွားတာဖြစ်ပြီးတော်လင်းရဲဘော်တွေဘက်ကအထိခတ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခတ်မှုကိုဘဲခင်အမှတ်နဲ့တရင်တက်ခွဲနဲ့ကိုတောင်းခင်တရင်တက် Dragon Square drone တပ်ဖွဲ့နဲ့တင်းသာရင်မြို့နယ်ပကဖတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်တပ်ကနန်းဆန် မန်တုံမိုင်းငုံနယ်မိုးကုတ်မြို့နယ်တို့မှာလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူနှုတ်ဦးဟာဒဏ်ရာရှိခဲ့ပြီးနေအိမ်အဆောက်အအုံလည်းကားများစွာပျက်စီးခဲ့ရလို့ဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့ TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။အော်တိုဘာလ19ရက်နေ့မွန်းလွယ်နေ့6မိနစ်လောက်ကနေအချိန်ကနေစတင်ပြီးမိုးကုတ်မြို့နယ်အနောက်ခြမ်းရေအေးကျေးရွာကမွေးမြူရေးကြက်ချံကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲချသွားခဲ့တယ်လို့လည်းဒေသပြည်သူတွေရဲ့ပြောကြားချက်အရသိရှိရပါတယ်။အလားတူအိမ်နေက7နိုင်ခွဲလောက်ကလည်းနတ်ဆန်မြို့နံပါတ်ဝရက်ွက်ကိုအပေါင်250ဘုံတလုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့ရမှာ အသက်28နှစ်အရွယ်ရှိတဲ့ကိုအောင်နဲ့အသက်24နှစ်အရွယ်ရှိတဲ့ကိုချစ်စမ်းမောင်တို့ဟာထိမှန်တမ်းရရှိခဲ့ပြီးနေအိမ်နှစ်လုံးစဖက်စက်ယုံတယုံမိသက်ကား၅စီးနဲ့ကားလေးစီးဟာထိမှန်ပျက်စီးသွားခဲ့ရလို့တရားနယ်လေးကသတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်မန်တုံမြို့အောင်ချမ်းသာရွက်ကမှာလည်းစစ်တပ်ကလေနဲ့ပေါင်250ဘုံတလုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်6လုံးဟာထိမှန်ပျက်စီးသွားခဲ့ရသလိုမိုင်းငုံမြို့နယ်လွယ်ပင်းကျေးရွာမှာလည်း လေချောင်းကနေဘုံနှလုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းရဲ့ဇရက်တို့ဟာထိမှန်ပျက်စီးသွားခဲ့လို့လည်းသိရပါရဲ့ရှင်။ဇကိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဇကိုင်းတန်းဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားကနေအားလုံးကပျက်စီးတွေကို စိတ်ကြိုက်ခိုးယူနေရလို့ နွေဦးအောင်ဘွယ်တော်လိုင်းအင်အားစုရဲ့ wallet information နဲ့ network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗါးအော်တိုဘာလ16ရက်နေ့မနေ့9ថ្ងៃခွဲအချိန်လောက်ကအရာတော်မြို့နယ်တလဲပါရွာက အကျန်းဖက်စစ်တမ်းနဲ့ပြူစောတီ90ခန်းကတနတ်တွေကိုပစ်ဖောက်ကကြောက်ကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်အဲဒီလိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်မှာ ကျောက်ကုန်းကျေးရွာကအမျိုးသမီးနှစ်ဦးကိုစစ်သားတွေကဖမ်းဆီးထားပြီးရွာထဲကနေအိမ်အားလုံးကိုလည်းဝင်ရောက်မှွေနောက်ကတံပိုးကြီးပစ္စည်းအားလုံးကိုစိတ်ကြိုက်ယူဆောင်သွားရလို့လည်းသိရှိရပါတယ်။အဲလိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်တောင်းကျနေတာကြောင့် လက်ရှိချိန်မှာအရာတော်နဲ့ဝက်လက်အဆက်ကြေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါတယ်။လက်ရှိမှာတော့စစ်တပ်စစ်ကြောင်းကကြောက်ကုန်းကြေးရွာအတွင်းကနေပြန်လည်ထွက်ခွာခြင်းမရှိသေးတာကြောင့်ပျက်စီးမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းຫນွေဦးအောင်ပဲတော်လိုင်းအင်အားစုကတာဝန်ရှိသူကပြောပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံကချနာပူရီခရိုင်မှာ တရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိခဲ့ပြီးအဲ့ဒီအထဲမှာအသက်မပြည့်သေးတဲ့လူငယ်တွေပါဝင်နေရလို့ကချနာပူရီသတင်းရသိရှိရပါတယ်။မနေ့ကအော်တိုဝါလာ16ရက်နေ့မနေ့9နိုင်ခွဲလောက်ကကချနာပူရီခရိုင်အုပ်ချုပ်ရေးမှုအပါအဝင် ထိုင်းစစ်တပ်ရဲနဲ့အာဏာပိုင်တွေကတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိခဲ့လို့လည်းသိရှိရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား162ဦးထဲမှာ အမျိုးသား62ဦးအမျိုးသမီး59ဦးနဲ့အသက်15နှစ်ကနေ18နှစ်ကြားမှာရှိတဲ့လူငယ်အမျိုးသား10ဦးနဲ့အသက်15နှစ်ကနေအသက်18နှစ်ကြားမှာရှိတဲ့အမျိုးသမီးလူငယ်3ဦးတို့ပါဝင်နေရလို့လည်းသိရှိရပါတယ်။အဲဒီမြန်မာနိုင်ငံသား162ဦးဟာကျေးရွာတွေနဲ့တောအတွင်းမှာပေါင်းအောင်နေကြစေမှာ အခုလိုဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးဖမ်းဆီးခံရစေမှာ သူတို့အားလုံးဟာမောပန်းနွမ်းနယ်နေကြရတယ်လို့လည်းကတ္တနာပူရိခေယံတာဝန်ရှိသူကပြောပါရယ်။အဲဒီနောက်မှာစကဲပြန်ကနေတဆင်မြင်းမြန်းကျက်ရာသူတို့ဟာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာအလုပ်လုပ်ကင်ဖို့အတွက်လာရောက်ကြတာဖြစ်ပြီးဖျားသုံးစုကနေတဆင်ရေလန်းကာလန်းတောလန်းတွေတိုင်ဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရှိရပါရယ်။အဲလိုတရားဝင်လမ်းကြောင်းကနေတဆင်လာရောက်နိုင်ဖို့အတွက်ပွဲစားကားဖြင့်လူတအူးကိုထိုင်းဘတ်2000ကနေထိုင်းဘတ်ငွေ 2400တိပေးရပြီးလက်တလုံးမှာသူတို့အားလုံးကိုရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။